ဒါကတော့တရုတ်နောက်တောင်ပိုင်းယူနန်ပြည်နယ်စစ်ဆောင်ပနာဖြစ်ပါတယ်။ကန္နာယတိုးဝက်ဖြစ်နေတဲ့ Oasis တခုလိုနေရာမျိုးလည်းတည်ရှိနေပါတယ်။မုတ်တုံရာသီဥတုလွှမ်းမိုးပြီးအိန္ဒိယနဲ့ Pacific သမုဒ္ဒရာများကလာတဲ့ပုံနှင်းမှုနဲ့ဆူတိုင်းစာတွေကဒီမှာတစ်နှစ်ပတ်လုံးရှိနေပါတယ်။အကောင်းဆုံးထိသိမ်းရင်မြင့်တင်နေပြီးတရုတ်ကပြည်ပစုံနဲ့ပူပိုင်းကေရစနစ်လည်းဖြစ်ပါတယ်။ and most complete tropical ecosystem in China တော့တွင်မှာမြစ်တွေကဟိုဒီခက်ပြာစီးဆင်းနေပါတယ်။နောက်ပြီးဒီမှာ ရှားပါတဲ့ပင်ပန်းမှန်တွေများစွာရှင်တန်ပောက်ရောက်ပါတယ်။အပင်တွေပေါ်များထူထပ်တဲ့ဒီနေရာမှာထိုးကြတဲ့မျိုးစိတ်တစ်မျိုးနေထိုင်ပြီးသူတို့ကတော့အာရှဆင်များပဲဖြစ်ပါလိမ့်မယ်။ species unique to the continent the asian elephant ွေထွေပြီးစူတန်းစာရှိတဲ့ရာသီဥတုကတော်ရန်တွဲဆံများပေါ်ကျော်သွားတဲ့ရှစ်ဆောင်ပနာကိုကောင်းစွာထင်းထင်းပြီးထက်ကဂွာဘကဇီဝမျိုးစုံမျိုးခွဲများပေါ်များတဲ့ဒေသဖြစ်လာစီပါလားဘုဒ္ဓတော်မှာလှည့်လေတဲ့အခါအာရှဆင်တွေကတော့ဒီမှာဆရာကြီးတွေပဲဖြစ်ပါတယ်အခုတော့ဆေမီသားစုတို့ကသူတို့ရဲ့ဆွမ်းစားခေးတစ်ခုကိုနှင်းနေကြပါတယ် တိုင်းနယ်မှာတချင်းကတွေ့ခဲ့တဲ့အာရှဆင်များချက်ဆက်ရကထောက်စုနှစ်များအတွင်းမှာတပြေးပြေးနဲ့နေပါလာခဲ့ပြီးမိုးတတော်များအတွင်းမှာတော့တွေ့ရနေလာပါတယ် to become merely this stretch of rainforest. Area 3 km 2420ခန့်ရှိတဲ့စစ်ဆောင်ပနာမိုးတက်တော်ကအာရှဆင်းကောင်းရေ300အတွက်ချက်စားရဖြစ်ပါတယ်။သူတို့ရဲ့ရှေးကအနေထားတွေတိုင်းစက်ထိန်ထားပြီးဒီမှာတော့သူတို့ကမိသားစုလိုက်အုပ်လိုက်နေထိုင်နေကြဆဲဖြစ်ပါတယ်။ စစ်ဆောင်ပဏ္ဏကတော့စောင်းတဲ့ຫນွေရဲ့လို့တိတ်တင်းရှားရှားမရှိပါဘူး။အဲဒီစား6တွေ့ဆွဆွရာသီများအဖြစ်တက်လှည့်စီဖြစ်ပေါ်နေပါလိမ့်မယ်။ကဘာကြီးပုံတွေလာမှုရဲ့လွှမ်းမိုးမှုကြောင့်6တွေ့ရာသီကပိုချရှည်လာပါလိမ့်မယ်။အစားကြီးတဲ့သူတွေအတွက်ဒါကသတင်းကောင်းတွေတော့မဟုတ်ပါဘူး။ဒါစင်ချီတဲ့စင်ကောင်ရေပါတဲ့အုတ်တို့ဟာလက်စင်ကီလိုထောင်ချီပြီးအစာတွေကိုစားတုံနိုင်ပါလိမ့်မယ်။တို့ဝမ်းကိုပြည့်ဖို့အတွက်မိုးတတော်တွေကိုနဲ့တစ်ထက်နဲ့အောင်သွားရမှာဖြစ်ပါတယ်။ forest. ဆေးရုံတို့ကတော့အရွယ်ရောက်ပြီးစင်မများနဲ့ဖွဲ့စည်းထားပြီးစင်ပေါက်တွေလည်းပါပါတယ်။အနေကဆုံနေတတ်ကြတဲ့ဆေးရုံဖြစ်ပါတယ်။ဒီစင်မကတော့ဒူလီလို့အမည်ရပါတယ်။ဆေးရုံရဲ့ခေါင်းဆောင်ဖြစ်တာနဲ့ညီမိသားစုတစုလုံးရဲ့ကိစ္စကသူ့အပေါ်မှာပူတည်နေပါတယ်။ She is responsible for the family's affairs. ဆေးရုံရဲ့အနာဂတ်ကဆက်အသက်ရှင်ရည်တည်ဖို့ဖြစ်ပြီး သူ့ဆုံးဖြတ်ချက်ပေါ်မှာအရာအလုံးကမှီတည်နေတာဖြစ်ပါတယ်ဆင်မတ်ကောင်ဟာရှင်းနေမှာဆင်မတ်ကောင်ကိုဘွေးဖွားရပါတယ်ဆင်မတ်လေးတွေကဆင်းဟုတ်အတွက်အေးပါပါတယ်ဒါသားရွယ်ဆင်းလေးကိုဒူလီကဘွေးဖွားထားပါတယ်ဒီဆင်ပေါက်လေးကတော့ဒိုင်မီဖြစ်ပါတယ်သူ့အမေနဲ့ဒေါ်ရီအမတွေရဲ့ဂယူဆိုင်မှုအောက်မှာဒိုင်မီကအတိုင်းမသိပျော်ရွှင်နေပါတယ်ဒိုင်မီ is happy and carefree. စင်တီတွေကတော့ကြားမူကြောက်ချင်းနဲ့အငဲကောင်လေးတန်ရာတို့ဖြစ်ပါတယ်။ချတ်တွေရာဒီမှာတော့အစားအစာကရှားပါလာပါတယ်။စေအိုရဲ့ခေါင်းဆောင်ဖြစ်တာနဲ့ဒီဂျူလီကဆုံးဖြတ်ချက်တစ်ခုကိုချရပါတယ်။

ရောင်ကြီးကမလက်ကင်းကောင်းငယ်မှာဆူဆူဝါးဝါးပေါ်ထွက်လာပါတယ်။ချွတ်ထွက်လာအောင်ပူတဲ့နေကဆင်းရုပ်ကိုပြန်မှန်းစေပါရဲ့။ဘုရောထွက်ခွာကြဖို့အချိန်ကျပြီဖြစ်ပါတယ်။ဒူရီကအတန်ပြုတ်ပြီးအမိတ်ပေးပါတယ်။ဘောဒတော်တွင်သူ့နောက်ကိုလိုက်ဖို့များပြားလာတဲ့မိသားစုဝင်တွေကိုစစ်ခေါ်နေတာဖြစ်ပါတယ်။ ဆေယောရဲ့ခေါင်းဆောင်ဖြစ်တာနဲ့ညီသူကတော့မိုးတတော်အကြောင်းကိုတည်တည်ချာချာနှက်နှက်ဆက်ဆက်သိရှိထားဖို့လိုပါတယ်။ရာစုနေများကြောင့်မိခင်တွေကသူ့ရဲ့သမီးတွေကိုမျိုးဆက်တစ်ခုကနေနောက်တစ်ခုသို့ဒီအကြောင်းလက်ဆင့်ကမ်းလာခဲ့ကြပါတယ်။လူလီကဆေယောကိုဥဆောင်သွားပြီးယာယီနေထိုင်ရမယ့်နေရာဖြစ်တဲ့စံချာမြကန်းတဲ့ဘေးကိုခေါ်ဆောင်သွားခဲ့ပါတယ်။ သူကငယ်ရွယ်သေးပေမဲ့လည်းဒူလီကသူ့စိတ်ထဲမှာသူ့မိခင်သင်ပေးခဲ့တဲ့လမ်းကြောင်းအတိုင်းသွားနေပါတယ်အခုသူ့ရဲ့တခုတည်းသောစိုးရင်ဇာကသူ့ကလေးတိုင်းပဲဖြစ်ပြီးခေးချမ်းကိုနေနိုင်မှမလားလို့သူစိုးရင်နေပါတယ် The arduous track to come အငယ်ဆုံးလေးအတွက်သူ့ရဲ့ပထမဆုံးခီးကသူ့မြင်သမျှအရာကလက်ဆက်ပြီးပြောစရာကောင်းနေပါတယ် Fascinating ဝတ်တော်ကလမ်းကြောင်းတွေနဲ့ပြည့်နေတဲ့ဝင်းကဘာတစ်ခုလိုဖြစ်ပါတယ်တောင်းကလမ်းကြောင်းတွေကသူတို့ရဲ့ဘိုးဘေးတွေထားခဲ့တာဖြစ်ပြီးတောင်းတဲ့ထဲကိုဖျက်တမ်းသွားလာခဲ့ကြရာကဖြစ်ပေါ်လာတာဖြစ်ပါတယ်ဒီဆင်သွားတဲ့လမ်းတွေနောက်လိုက်ပြီးဒူလီကသူ့မိသားစုကိုဥဆောင်ကရွေကျက်ရှိရှိနဲ့ရှစ်ဆက်နေပါတယ်

နော်ဘီနီကိုခိုင်းရလိုက်လို့တက်ခွတားခုတ်ကောင်တကောင်ကိုတတိပေးသလိုဖြစ်သွားပြီးသူကတည်ရဲ့အိတ်နေတာဖြစ်ပါတယ် who's taking a nap ဘာမှမဝင်လို့ဖြစ်နေတဲ့ဒီအင်းဆက်ကသူ့ပုံပန်းကြောင့်သူ့ကိုယ်သူကိုယူနေတာပါသူကတော့သူ့ရှုပ်ထွေးတဲ့ပုံစံနဲ့အလေးဝန်းကျင်မှာကိုယ်ရောင်ဖျောက်ထားဖို့လုပ်နေတာဖြစ်ပါတယ် to blend into the surroundings and rest ဒါပေမဲ့လည်းဆင်းရဲရောက်လာပြီးတဲ့နောက်အခြေအနေကအတော်ရှုပ်ထွေးသွားပါတယ်။အမျိုးလေးမအေးအေးတက်တက်နေဖို့အစီအစဉ်ထားတာကအဆုံးတက်သွားပြီဖြစ်ပါတယ်။စပီးအေးအေးတက်တာပဲနေနေဖို့ကတော့တွေ့ကြတာကမဖြစ်နိုင်တော့ပါဘူး။တခွဓာတ်ခုတ်ကောင်ကတော့နေရာရွှေ့မှရပါတော့မယ်။ ဝရဒီကအတော်ကြာရှည်ပြီးဒူလီကဒါကိုတိနေပြီးတော့ခြောက်သွေ့တဲ့အချိန်မှာလည်းအသက်ရှင်သန်မှုလိုပြီးဒီအတွက်ကိုလေးချင်းတက်နေဖို့လည်းလိုအပ်ပါတယ်။ဒါကြောင့်တော်တဲ့ကိုသွားရတဲ့ခီးကအစာရှာဖို့အတွက်ပုံမှန်သွားနေကြလမ်းတွေပဲဖြစ်ပါတယ်။တော်ရဲမှနေတဲ့အရွယ်ရောက်ပြီးစင်ကောင်ကတနေ့ကို300ကီလိုနဲ့အထက်အသာစားရပါတယ်။ဒီလိုပမာဏအများကြီးကို စင်နေရဲ့အစာချေစနစ်ကပြပြဝဝပဲအလုပ်လုပ်အစာချေပေးပါတယ်စင်နေနေ့စဉ်သွားရတဲ့ခီးချက်အတွင်းစင်တွေက အပင်မျိုးပေါင်းရာချီရဲ့တစ်ဆစ်တွေကိုအလောတကြီးနဲ့မျိုးချခဲ့ပါတယ်စင်ရဲ့အစာရည်နဲ့တစ်ခါရောက်သွားရင်တစ်ဆစ်များစုကအစာမချေနိုင်တဲ့နေရာကိုရောက်သွားပြီးမဆင်တွေကမှပြန်လည်ဆွတ်ထုတ်တက်ကဒါတွေကတော့နဲ့ပြန့်နှံ့သွားပါတယ် across the jungle မော်တော်တွင်ကိုဖျက်တမ်းသွားလာနေစဉ်တွင်ဆင်တွေကအရွယ်ချက်မရှိတဲ့ဥယျာဉ်မှုတွေလိုပဲဖြစ်ပါတယ်။တလလုံးလဲပိုက်ကောက်အောင်စားသွားပြီးမျိုးစစ်တွေပြန်ချထားရင်လဲတက်တော့ကိုပြန်လဲပြိုးထောင်ပေးပါတယ်။ဆင်သွားရင်လမ်းဖြစ်လို့နေရောင်ကိုလဲပူရစီပါတယ်။ဆင်သွားလမ်းကြောင်းအောက်ခြေအပင်များအတွက်ရှင်သန်မှုလဲအခွင့်ရစီပါတယ်။ ၄ရက်များစွာကြော်ပြတ်သွားခဲ့ပေမဲ့လည်းမိုးကောက်မှုကတော့မယမနာပဲရှိနေဆဲဖြစ်ပါတယ် There's no sign of rainfall ဝတ်တော်တွေကအပင်နဲ့တရွာတွေကသူတို့နီးသူတို့ဟန်နဲ့အပူကိုအန်တုပြီးနေနေကြပါတယ် In their own different ways ရလီပူတွေကအိပ်ဖို့အတွက်အပင်တွေမှာတွဲလောင်းခုပြီးအပူချင်းမြင့်မားမှုကိုရှောင်နေကြပါတယ် temperatures ဆင်းရဲရောက်လာပြီးတဲ့နောက်ငင်းချမ်းတိတ်ဆိတ်တဲ့နေရာကအတန်တွေစုံသွားပါတယ်ဒီကောင်ကြီးတွေလုတဲ့အတန်တွေစုံညံပြီးတေးစစ်စစ်နေလိုတဲ့လိုတိုက်သွားရရဲ့အိမ်မက်တွေကဖြက်ကုန်ပါတယ်သူတို့မျက်လုံးပြူးကြကြတွေကဘာတွေဖြစ်ကုန်တာလဲဆိုတဲ့သဘောနဲ့ကြည့်ပြီးအတော်စိတ်ကုန်သွားပါတယ် ဒါပေမဲ့သူတို့ပို့ပြီးအာယုံထားတာကစင်ကော်မှုထက်ရှောင်ရှားဖို့ဖြစ်ပါတယ်။ရောင်လဲကျော်ပါတကောင်ကဒီမြင်မွေးနဲ့ကိုကျူးကျော်ဝင်ရောက်လာပါလေ။ချက်ချင်းဆိုသလိုပဲမျောမျိုးနဲ့နှစ်ခုကြားမှာ အချင်းများမှုတွေဖြစ်ပေါ်လာပါလေ။ဟင်းဂျစ်မန်အိုင်ယာ ။မြောက်လီပူတွေကဒီကိစ္စအတွက်မပြောကြဘဲသူတို့ပိုင်လက်ကိုကျူးကျော်ဝင်လာတာမျိုးလည်းမချက်ကြပါဘူး။မကြခင်မှာအပြစ်မရှိတဲ့တပ်ခုကလည်းမြောက်လီပူတွေရဲ့အားကောင်ဖြစ်သွားရပါလိမ့်။ The victim of the Lorisis wrath နောက်လက်ကျော်ဘောက်ကသူ့ဖော်ရည်နဲ့ကွဲလာခဲ့ဟန်သူပါတယ် အတော်လဲစိတ်ပြအားငယ်နေပုံရပါတယ်။ဒီ ਵਾਰ ဆွန်ပြမှုကိုခံထားရပြီးဘသူတူတယောက်ကမှလည်းကိုကြီးတနာတာမျိုးမရှိပါဘူး။ sympathy looking lonely and timid ဒီကောင်တဲ့အထူးကြံပြီးကြော်တဲ့ကိုသူ့ဟာသူ့ပဲလှဲ့လှဲ့တွာလာကြက်ဆားရမှာဖြစ်ပါတယ်။ tender loving care အခုနှစ်မှာတော့မိုးခွာမှုကတော်တော်ကိုဆိုးဝါးပြင်းထန်ခဲ့ပါတယ်။တော်လည်းကပူဇင်တွေကနေ့ရက်တွေကုန်ဆုံးသွားချိန်အထိ90ဒီဂရီဆဲဆီယံနဲ့အထက်မှာရှိနေပြီးအရင်နှစ်ကထက်5ဒီဂရီ6ဒီဂရီပိုခဲ့ပါတယ်။ရာဒီဥရုရဲ့အကဲဆတ်မှုအခြေအနေတွေရှိနေလည်းပဲဒူလီကတော့သူ့စင်အုပ်ကိုကောင်းကောင်းဦးဆောင်ပြီးတရက်ကိုကီလိုမီတာတာစင်ခြေပြီးတော့သွားလာနေပါတယ်။ maintaining a pace of several dozen kilometers a day သူတို့ရဲ့ခေးစဉ်စတင်ကလေးကသူကသူ့မိသားစုကိုဂရုလဲစိုက်နေပြီးအထူးသဖြင့်သူ့ကလေးတိုင်းမျိုးကိုဘေးမပြစ်အောင်ကာကွယ်ပေးနေရပါတယ်။ As we assured duly အညာတာကင်းမဲ့တဲ့နေအောင်ကြီးကနေလဲသူတို့ကိုသူတို့ကာကွယ်နေရပြီးစင်တွေမှာတော့ထူးခြားတဲ့ကာကွယ်မှုပုံစံတစ်မျိုးရှိနေပါတယ်ရှော့ဆော်ရီကိုနှမောင်းနဲ့ယူပြီးသူတို့နောက်ကျောဘက်ကိုဖြန့်လို့နေကပြင်းထန်တဲ့ခရမ်းလုံရောင်ကြီးတွေကိုကာကွယ်ဖို့လုပ်ကြရပါတယ်